မှကြည့်ဒီထဲမှာရှာဦးလားရှာကျွတ်ပါလူဘောင်းဝါတဲ့ကောင်ကကဲတွေ့ကြရကောင်ညလေခေါ်လို့နေကောင်လမ်းဘေးကခွေဝဲစားလို့အောင်တန်းသားလို့လုံးဝခေါ်မခံနိုင်ဘူးတန်းစားမလုံးဝမအောင်တန်းသားလို့အဲ့လိုအောင်တန်းစားလို့ပြောတာနဲ့ပြောတဲ့လူကိုစိတ်ထဲကနေတခါတည်းသတ်ပလိုက်နေဝင်းတို့မချူလေးတို့တပြင်းပြင်းတလန်လန်ပြောရတဲ့ဟာလေးရှိတယ်။မာဆီယာဝိုင်းနဲ့တွေ့တဲ့အချိန်မှာလင်းမျက်လုံးကလိုချင်တဲ့ပုံပြောင်းလို့ရတယ်။နင်လိုချင်တဲ့ပုံလုပ်လို့ရတယ်။ဒါကမျက်လုံးကအဓိကမဟုတ်ဘူး။နင်မျက်လုံးကအကုန်လုပ်လို့ရတယ်နော်ဆိုပြီးတော့ ပြောတဲ့အချိန်ကျမှကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်ဇန်နဲ့မှာဆိုအစုံစင်းနေအဓိကတော့မြင်ပါမယ်။အစုံစင်းနေအများနဲ့စုံနေရတဲ့ဆိုတော့အဲကြောင့်မို့အစုံစင်းနေဖြစ်လို့ပြောတာ။လိုကာရတာလေးနဲ့ပြရမှာပြရမှာ။ဟုတ်ဒီဖြစ်နေဆိုတော့ဇန်နဲ့ပဲတဲ့မှာအရင်ကအရင်လိမ့်ပါရဲ့။မိဘကိုတက်တယ်။သားသမီးလေးတွေအနေနဲ့တွေ့ရမယ်။ပြီးတော့အရင်ကလိမ့်မရင်စေးအဲ့လိုအဲ့လိုပုံစံလေးနဲ့တွေ့ရမှာပေါ့နော်။မမြင်ဘူးတဲ့ character မျိုးနဲ့မြင်ရမှာ။ လေးတော့လေးတော့ကွဲတော့ကွဲမယ်နော်။ဟောက်တူရဲဆိုဆက်ကအတူနည်းနည်းရောက်နည်းနည်းရောက်ကွဲတယ်အပြင်ကလည်းနည်းနည်းကွဲပါမယ်။နည်းနည်းလေးတော့အောင်စင်းမှာတော့မတရားတော်ရိုက်တာပဲ။ကျွန်တော်တို့အောင်စင်းပေါ်မှာတကယ်မတရားတော်တော်များတော့ကျော်စကဲအိတ်တော်ပါ။အေးအိတ်တယ်အိတ်တယ်။ဂျိုင်းနေတဲ့အိတ်ပါ။ဂျိုင်းနေနေ။အော်တော့ကြာတက်တော်ဆော့တာ။တက်တော်ဆော့။တက်တော်ဆော့ကြာ။အကောင်လုံးကကိုယ့်ဘာတကူကိုစင်းလေးပြီးသွားပြီဆိုလို့ရှိရင်အဲတက်တော်ဆော့ကြာ။ဒီနေ့ကိုတက်တော်၃လေးဘုတ်လောက်ရ။ဟုတ်ကဲ့တက်တော်ရ။ မပြင်းပြရအောင်ပြင်းပြရအောင်အရင်နေကြဟုတ်လားစပရီတင်မှာတော့ကျွန်တော်ကြောက်တယ်ရင်လည်းဆရာနဲ့ပထမဦးကျဲရမယ်ဒါလေးကြည့်တော့အဲကြောက်တယ်ဒါပေမဲ့စပရီတင်မှာတွေကသူလိုအပ်ကြတယ်ပြောပြရတယ်သင်ပေးရတဲ့ကျွန်တော်တို့အစဉ်ပြေရမှာတော့တကယ်ရိုက်တဲ့အခါမှာလည်းလုံးဝလုံးလည်ကြီးမရှိဘူးအုံစင်ပါတယ်။ဒါအော်ဒါပထမဦးဆုံးဆရာဝိုင်းနဲ့ပထမဦးဆုံးစုံတဲ့ကားလေး အဲ့ဆုံတဲ့အချိန်မှာအရန်ကြောက်တယ်မီတင်ပထမဆုံးနေ့ကလည်းကြောက်တယ်ဟိုဘာလို့ကြောက်တာလဲဆိုတော့မမေးနဲ့အရန်ကြောက်တာအရန်ကြောက်တော့ကိုကပြီးတော့အတာကြီးနေနဲ့ကိုနေဝင်းတို့မချူလေးတို့တပင်းပင်းတလက်လက်ပြောရတဲ့ဟာလေးရှိတယ်ရှိတော့ကိုကခလေးဟိုဘယ်လိုပြောမလဲ အပြင်မှာကျတော့ respect ထားရတယ်အမတွေကအဲ့လိုမျိုးပြန်ပြောတဲ့ခါကျကိုကအဲ့စိတ်လေးပါတယ်လေးစားသမှုလေးပါတဲ့အချိန်မှာအဲ့ဒါတွေကိုဖျောက်ပေးရတယ်ပြောစရာဝိုင်းဒီလိုလိုချင်တယ်ဒီလိုလိုချင်တယ်သမီးဆိုပြီးတင်ပေးတဲ့အချိန်မှာမျက်လုံးအကြည့်ကစားတရုပ်ဆောင်တဲ့ handbag ကစား dialogue flow ကစားအကုန်ပြောင်းပြီးတော့ဩတရုပ်ဆောင်ထားတယ်ပြီးတော့ဩကဒီမှာဘာဖြစ်လဲဆိုတော့ကို့မျက်လုံးကိုအားနေချက်လို့ထင်တယ်အားနေချက်ဆိုဘာလို့လဲဆိုကိုကမျက်လုံးမေးရတယ်မှာပါလေသူများရင်နဲ့မတူဘူးမျက်လုံးမေးတော့ခါကျတော့ ဟိုငါးမျက်လုံးကငါးတယောက်ဆောင်ပေါ်ပါမလားအဲ့လိုစိတ်မျိုးရှိရရှိတဲ့အချိန်မှာဆရာဝိုင်းနဲ့တွေ့တဲ့အချိန်မှာလင်းမျက်လုံးကလိုချင်တဲ့ပုံပြောင်းလို့ရတယ်နင်လိုချင်တဲ့ပုံလုပ်လို့ရတယ်ဒါကမျက်လုံးကအဓိကမဟုတ်ဘူးနင်မျက်လုံးကအကုန်လုပ်လို့ရတယ်နော်ဆိုပြီးတော့ပြောတဲ့အချိန်ကျမှကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်အခုဒီအချိန်မှာကွာအရင်တော့ဆိုငါမျက်လုံးကမေးနေရငါမျက်ရည်ခွဲလိုက်ရင်ကောင်းမလားမျက်လုံးပူပေါ်တော့မှတရုပ်ဆောင်တာပူလုံးလို့ကောင်းမှလားဆိုတဲ့စိတ်မျိုးအော်စိတ်ထဲမှာရှိရတယ်။ဒါပေမဲ့ စီအဝိုင်းနဲ့တွေ့ရတဲ့အချိန်မှာဒါတွေကမဟုတ်ဘူးတရုတ်ဆောင်တာအဓိကဒီကိုတကယ်တကယ်ရင်းနဲ့ခန်းစားချက်ကနေတကယ်တရုတ်ဆောင်နိုင်လို့ရှိရင်မျိုးလုံးမှလည်းပေါ်လာမယ်ကိုယ့်ရဲ့တရုတ်ဆောင်မှုတွေကလည်းပို့ပြီးကောင်းလာမယ်ဆိုတဲ့ဟာမျိုးစီအဝိုင်းနဲ့တွေ့ရတဲ့အချိန်မှာအော်တိလာတယ်တိလာတဲ့အချိန်မှာမျိုးလုံးကခွဲရမခွဲရသည်ဒါဟိုအရေးကြီးတဲ့ချက်မဟုတ်တရုတ်ဆောင်ကောင်းမှုကအဓိကချက်ပြီးတော့ဟိုအဝမျက်လုံးကိုလိုတလို့ပုံလုံးလို့ရရဆိုတဲ့အချိန်အစားပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုပို့ရှိသွားတယ်။ကိုယ့်ရဲ့အားနည်းချက်ကအားတကျချက်ဖြစ်သွားတယ်။အဲအဲ့လိုဒါလိုရဲမှတိလိုက်လေ ကမလေးကရမ်းလိမ့်ပါလားဖြန့်ဖြန့်ဖြန့်နေတယ်ဆယ်ကျက်လောက်ရှိပါဘူးเออเนาะ ပြင်းပြင်းလန့်လန့်ပေါ့တကယ်တော့မထိကုန်ဘူးဒါပေမဲ့ရိုက်တဲ့အချိန်မှာကိုနေဝင်းနဲ့ရိုက်တဲ့အချိန်မှာတော့ထိသွားတာရှိရယ်ကန်ကောင်းလို့ပေါ့အရင်မထိတော့အဲ့လိုမျိုးနည်းနည်းလေးတော့ထိသွားတော့ရှိရယ်အဲ့လိုမျိုးရိုက်ရတဲ့ခံချရတဲ့ခံနေဆိုတာရှောင်းနေလွတ်တယ်ဆိုတော့ရှားရယ်လေတကယ်ဟိုတရုပ်ဆောင်နေတဲ့အချိန်မှာလက်ကကိုယ့်ရဲ့အချိန်မထိနိုင်တဲ့အရာလေးရှိရယ်အဲ့တော့နည်းနည်းပပတော့ရှက်ထိခဲ့ဒါပေမဲ့ကြီးကြီးမားမားတော့ဘာမှမဖြစ်ဘူးကိုနေညီမလေးရလားဆင်ပြေရလားအဲ့ကိုကြီးရတယ်ရတယ်ပေါ့ဒီကဆရာဝန်းနဲ့ဆောင်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ ဆရာဒီကကိုမတည်တဲ့အရာတွေကိုအများကြီးသင်ပေးတယ်ပြီးတော့ကိုမှားနေတဲ့အရာတွေကိုထောက်ပြတယ်ပြီးတော့ကိုအဓိကကကျွန်တော်ကအားနေချက်ဖြစ်တယ်ကျွန်တော်ရဲ့အတန် flow တွေကိုအများဆုံးအတန်နဲ့ဆုံးပြင်ပြီးတော့ဒီကားထဲမှာအတန်နဲ့ဆုံးကျွန်တော်ကိုလက်ခံပေးသွားပါမယ်တခါမှဒီလိုမှမနာစင်နာမြေတခါမှတော့လာတော့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 ပထမဆုံးဆရာဝိုင်းနဲ့စုံနေလိုက်ကောင်းပါမယ်တော့တော့တော့စုံစုံဟုတ်တယ် တတ်တူရဲ့တူရဲ့ဆိုတော့အဲ့လိုလူငယ်တွေဆိုတော့ကကြတော့ပိုပေါင်းလို့တိတ်ရတာတန်းခင်မယ်အဲ့ဒါငါတကယ် feeling ပြင်းနေလောက်ခဲ့လောကစိတ်ထဲမှာနေရင်ထဲမှာနေပြီးတော့လောက်ကျွန်တော်တော့တောင်းရဆုံးစင်းနေအများကြီးအဲစင်းတိုင်းစင်းတိုင်းကတောင်းရဆုံးစင်းနေပါတယ်ဘာလို့ feeling feeling ဆိုတာခံစားချက်တွေနဲ့ပဲဒီတော့ဒီကားထဲမှာလူတွေကခံစားချက်တွေဟုတ်ကဲ့ကျွန်တော်မပြတာဘူးလားကျွန်တော် feeling ကိုသိပါဩ feeling ကိုထုံးမပြရင်မပါဘူး လက်တွေ့ဘက်မှာတော့ emotional ကိုနောက်ပိုင်းတော့အတိတ်ရတခုရလာတဲ့အချိန်မှာနည်းနည်းပေါ်ထိန်းနိုင်တယ်ထိန်းလာနိုင်တယ်လို့ခံစားရတယ်အမငယ်နေတဲ့အချိန်မှာကျွန်တော်တို့ကမထိန်းနိုင်ဘူး emotional အတက်ငယ်ရလဲပါမယ် emotional နောက်ကိုအရန်လိုက်သွားကြတယ်အဲတခုဆိုရင်ကျွန်တော်စိတ်ကံစားကြနောက်ကိုလိုက်တော့အမားတွေများတယ်ဒါပေမဲ့နောက်ပိုင်းတော့တဖြည်းဖြည်းလူတွေကအတိတ်ရရလိုက်တော့တဖြည်းဖြည်းထိန်းလာနိုင်တယ်လို့ကျွန်တော်ထင်ပါတယ် feeling ဆိုရဲရွှေရှင်စကားကြီးကို feeling အပြည့်နဲ့ကြည့်ရမှာပါရင်ထဲကိုအရောက်အဲတရုတ်ဆောင်တွေရဲ့ item တွေရောပြီးတော့ခါကျတော့ driver ရဲ့သင်ကြားမှုတွေရောပြီးတော့ အကုန်လုံးရဲ့ပြေဝရဲပေါ့နော်အရာတွေနဲ့သူရှင်ထဲကိုရောက်မှာပါအဲ့တော့လာကြည့်ဖို့တော့ဟိုကဖိတ်ခေါ်ပါတယ်ဒီပီလင်းဆိုတဲ့ရုပ်ချိန်ကဘုံဟာပီလင်းအပြည့်နဲ့ဘောပရိတ်သတ်တွေအားလုံးပီလင်းအပြည့်ရရှိမဲ့ကားပရိတ်သတ်တွေစိုက်နှစ်သက်မဲ့ကားနဲ့ချိန်ကျွန်တော်ဒီကားထဲမှာ ကိုနေဝင်းတို့မချွေးလေးတို့ဆိုရင်တကယ်ကိုနေမကောင်းဖြစ်ပြီးတော့သူတို့အရန်ကိုအားဆိုင်ပြီးတော့သူတို့တကယ်ကိုပင်မန်းပြီးတော့တကယ်ကိုနေမကောင်းမဲ့နော်စေးုံစေးစေးုံတော့ပြတ်လိုက်တတ်လိုက်ရပြီးတော့တကယ်ကိုမချွေးလေးဆိုတဲ့အတန်နေနာပြီးတကယ်ကိုအားဆိုင်အပြည့်စိုက်တာတဲ့ပြင်ကျွန်တော်ညုကအမှုပညာညုကမောင်မရဲ့အားလုံးရဆရာမိုင်းတွေရောအကုန်လုံးအားလုံးပတ်ပေါင်းစွာနဲ့အားလုံးအားဆိုင်တာရဲ့ feelings ကားလေးကိုဒါရောက်ကြည့်ရှုအားပေးပါအောင်